ချိုးတက်မှုတွေများစွာနဲ့ဖခင်တူရဲ့တောင်းဝန်မှုတွေရောက်ပြီးကြားတဲ့ကလည်းမန္တလေးလောကရဲ့ထိတ်ဆုံးကိုတက်လာနိုင်ခဲ့တဲ့ Chris Gardner ဆိုတဲ့လူတစ်ယောက်ရဲ့မယုံကြည်နိုင်ရာဆုံးကိုကြိုးပမ်းမှုဖြစ်ရမှာဆက်လက်နေတယ်။သူ့ရဲ့ဘဝဘယ်လိုမျိုးအောင်မြင်လာခဲ့တဲ့လဲဆိုတော့အခုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်။သူကဘလော့တော်နာမည်ကြီးတဲ့လဲဆိုရင် Breather အချစ်တော်ကြီးကဘာချိုတေးဆောင် Grace Smith ကလည်း Chris Gardner ရဲ့ဘဝအကြောင်းကိုစိတ်အိမ်ဖန်တီးပြီးသူကိုယ်တိုင်ပြည်ပြည်ပြင်းတေးဆောင်ခဲ့လို့လဲ Oscar ဆုအပါအဝင်နာမည်စင်ရင်တင်တဲ့ချင်းခံရတာကိုလည်းအားလုံးသိမိသားဖြစ်မှာပါ။ ဒါဆိုရင် quiz ကဏ္ဍအကြောင်းလေးကိုစတင်လိုက်ရအောင် ဟိုအရင်တစ်ချိန်တုန်းကဆန်ဖရန်စစ္စကိုမြို့မှာခရစ်ကာတလာဆိုတဲ့စင်ရနံပါပြီးတော့အော်မီဂျင်နဲ့ဖခင်တယောက်ရှိခဲ့ပါတယ်1980ခုနှစ်များရဲ့အစောပိုင်းကာလကိုပြောရမယ်ဆိုရင်သူ့မှာရှိတာဘရိုနိုသူ့ရဲ့တန်းငယ်လေးခရစ်ဂျူနီယာနဲ့အပေါင်းအသင်းမှာတော့ရှောင်းမရတဲ့ဆေးဘက်ဆိုင်ရာစကန်ဒါတလုံးပဲရှိပါတော့တယ်ဇနီးတယ်ကလည်းသူ့ကိုဆော့ခါသွားခဲ့ပါတယ်သူတို့တားပနှစ်ဦးဟာလမ်းဘေးမှာစားတောက်နေထိုင်ခဲ့ရတဲ့ဘဝအဆိုးအခြေအနေကိုရောက်ခဲ့ရပါတယ်အိမ်လည်းမရှိဘူးလူဆိုတာလည်းမရှိလုံခြုံတဲ့အိတ်စက်ခြင်းဆိုတာလည်းဘာတစ်ခုမှမရှိတော့ပါဘူး သူ့နေရာကိုဝင်စင်းစားလိုက်မှဆိုရင်ဖခင်တူရဲ့အိမ်မက်တွေကတစားစီကြီးမွားခဲ့ရပြီလားခရစ်ကာဒနာမထင်ထားတဲ့မျှော်လင့်ချက်ရဲ့အလင်းတိုင်းစတင်ဝင်ရောက်လာခဲ့ပါပြီတနေ့မှာတော့အဲ့ဒီလိုလမ်းလေးဘဝကနေရောထွက်ဖို့ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုခရစ်ကရဲရဲကြီးချမှတ်ခဲ့ပါတယ်သူဟာအော်မီနက်စတော့ဘွဲသားတူကိုမြင်လိုက်ပြီးတော့သူတို့ဘာလုပ်နေတာလဲဒါကဘယ်လိုလုပ်ရတာလဲဆိုပြီးတော့မေးခွန်းထုတ်ခဲ့ပါတယ်အဲ့ဒီအချိန်ကနေစပြီးတော့ ူကိုယ်တိုင်လုပ်ဖို့အတွက် Brookridge Company တခုရဲ့လာစာမဲ့အလုပ်အသင်အစီအစဉ်အတွက်သူရှောက်ထားခဲ့ပါတယ်။လာစာကလည်းမရအလုပ်အသင်အယောက်20တဲ့ကတဦးတည်းကိုသာအလုပ်ရမယ်ဆိုတာသူသိခဲ့ပေမဲ့လည်းသူရှောက်ခဲ့ပါတယ်။ငွေမရှိပေမဲ့အသင်ယူဖို့အခွင့်အလမ်းနဲ့အတွေ့အကြုံကတော့တန်ဖိုးရှိတယ်လို့ Chris ကယုံကြည်ခဲ့ပါတယ်။သူအလုပ်တင်နေတဲ့အချိန်ဆိုရင် Nick Gimbal သူဟာရုံးခန်းထဲမှာဘသူ့ကိုမှသူ့မှာအိမ်လည်းမရှိလမ်းဘေးမှာအိတ်နေရတဲ့အကြောင်းကိုမသိအောင်ဟန်ဆောင်ပြီးတော့စူးစမ်းပန်းစားအလုပ်လုပ်ခဲ့ပါတယ် မနက်စိုးရောက်ပြီးညီနာတဲ့အထိဖုန်းကောဆုံးမှုတစ်နေ့ကိုအချိန်200ထပ်မနေသူလုံလိုက်ခဲ့ပါတယ်အချိန်ကိုဘတော်မှမဖြိုးဘူးလို့သူ့ကိုယ်သူအမြဲတမ်းသတိပေးခဲ့ပါတယ်ဒါပေဒါပေမဲ့ညဘက်ရောက်တိုင်းတာပါနှစ်ယောက်အတွက်အဲ့ရရှာရတာကအကြီးမားဆုံးတိုက်ပွဲကြီးတစ်ခုဖြစ်လာပါတယ်တာပါနှစ်ယောက်လုံးအေးစရာမရှိလို့မြောက်ရထားပူလာရဲတောက်ခတာနဲ့ပေါင်မဲရဲ့အများဆုံးတန်းစင်ကန်တစ်ခုရဲ့ကျန်းတယ်မှာသူ့တန်းငယ်လေးကိုသူ့ရဲ့ရှင်ဝင်ထဲကိုထည့်ပြီးအိတ်ခေရတဲ့ရက်တွေဆိုတာကလည်း မယူတွက်နိုင်အောင်ပါပဲအဲ့ဒီနေရာမှာပဲသူကဖခင်ကောင်တယောက်ဖြစ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုပို့မိုခိုင်မာစေခဲ့ပါတယ်ခရစ်တီယောပျော်ရွှင်မှုတွေနဲ့စတင်လာမယ့်အချိန်ကိုရောက်လာခဲ့ပါပြီလာဆောင်မဲ့အလုပ်တင်6လတာကာလမှာမယိုးနိုင်စရာစိတ်တခွန်အားနဲ့စ조사အောက်ထုတ်မှုတွေအရှမ်းနဲ့အစုံးပါတော့အလုပ်တင်အယောက်20တဲကတဦးတည်းသောသူအဖြစ်သူ့ကိုရွေးချယ်ခဲ့ကြပါတယ်သူဟာအော်မီနီစတော့ဘရဂါတယောက်ဖြစ်လာခဲ့ပါပြီ နောက်ပိုင်းမှာတော့ BS Dam မှာထိတ်တန့်ဝင်ဝေရသူတို့ဖြစ်လာခဲ့ပြီးတော့1989ခုနှစ်မှာသူရဲ့ကိုယ်ပိုင် brokerage company ဖြစ်တဲ့ Gardner Risk Company ကိုဒေါ်လာ1000သာရင်းနှီးမြှုပ်နှံပြီးတည်ဆောင်လာခဲ့ပါတယ်။အဲဒီလိုနဲ့ပဲသူကလမ်းဘေးဘဝဇိုးကနေတန်းကျွတ်တထီတူဖြစ်လာခဲ့ပါတယ်။သူရဲ့ကိုယ်ပိုင်ဇက်လမ်းကိုပဲကဘာကျော်ဇက်ကဖြစ်တဲ့ The Passes of Happiness အဖြစ်ရက်ကူးခဲ့တာပါ။ Chris Gardner ရဲ့ဘဝအကြောင်းကိုကျွန်တော်ပြောပြီးကျွန်တော်တို့အားလုံးသိလိုက်ရတာကဘဝတစ်ခါတလေသုံးခါကနေဆက်ရတာပါပဲအရေးကြီးတာကဘလို့အိမ်မက်မျိုးပေါ်မတ်နေလဲဆိုတာမဟုတ်ပဲねဘလို့စိတ်ထဲနဲ့ရင်ဆိုင်နေတယ်လဲဆိုတာပါပဲသူ့ရဲ့ဇက်ကားထဲမှာပြောခဲ့တဲ့စကားလုံးလိုက်ကမှတ်သားစေရပါလူတွေကမင်းကိုတစောတည်းရမလို့နိုင်ဘူးလို့ပြောလာတဲ့အခါမှာအဲ့ဒီစကားကိုဘသူမှမရှုံးပါနဲ့ဘဝကခက်ခဲစလုံးပေါင်းတက်ဖို့လည်းရှောင်းလာနိုင်ပါတယ်ဒါပေမဲ့တတိရှိပြီးတင်ယုံလိုစိတ်အပြည့်နဲ့ဖခင်တူရဲ့နှစ်တာလို့ပေါင်းဆက်လိုက်တဲ့အခါမှာတော့ ရှာဆုံးခြင်းဟာလည်းအကြီးမြတ်ဆုံးအစပြုရာတစ်ခုဖြစ်လာနိုင်ပါတယ်။အခုကျွန်တော်တင်ဆက်ပေးခဲ့တဲ့ Chris Gardner ဘဝဇာတ်ကြောင်းလည်းပတ်သက်ပြီးတိတိကျကျသိရှိတာများရှိခဲ့ရင်လည်းကိုယ်မှမပြောပြပေးခဲ့ကြဖို့တိုက်တွန်းလိုက်ပါလေ။နောက်ထပ်လည်းဒီလိုမျိုးစိတ်ဓာတ်ခွန်အားရစေမယ့်အကြောင်းတွေကိုထပ်မံတင်ဆက်ပေးပါဖြစ်လို့အားပေးကြဖို့မေတ္တာရက်ခံပါရခင်ဗျာ။ဒီစုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်။